ီကနေ့ဖြစ်ပေါ်လာမယ့်နေချက်မှုနဲ့သွေးထွက်အောင်မှန်တဲ့2025ရဲ့ဟောကိန်းတွေကိုတင်ဆက်ပေးပါမယ်ဒီကနေ့မြန်မာစံတော်ချိန်3:23မိနစ်မှာခဏနာရီ73မိနစ်အထိနေချက်ချင်းဖြစ်စဉ်ဖြစ်ပေါ်လာမှာဖြစ်ပါတယ်ထပ်ပြီးတော့တင်ဆက်ပေးချင်တာကတော့မနီကလှုပ်ကပ်သွားတဲ့ငလင်ကြီးကြောင့်ထပ်ပြီးတော့နောက်ဆက်တွဲငလင်ကြီးတွေဖြစ်ပေါ်နိုင်တဲ့ဒေသတွေပါမြို့ကြီးကနေမြို့ရှိပါတယ်အထူးသဖြင့်တော့စကိုင်းပြည့်ရွေရေးအလဲပိုင်းနဲ့တောင်ပိုင်းတခြားမှာရှိတဲ့ ေသားများရဲ့မျိုးကြီးတွေပဲဖြစ်ပါတယ်။ရွှေဘိုမျိုး၊မန္တလေးမျိုး၊နေပြည်တော်ပြည်မနာမျိုး၊တောင်ငူမျိုး၊ပဲခူးမျိုး၊ရောင်မျိုးစသဖြင့်မျိုးကြီးမှနေထိုင်တဲ့အဲ့ဒီအနီနာမှနေထိုင်တဲ့ပြည်သူတွေအထူးတည်ထားဖို့တော့မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နဲ့မြန်မာနိုင်ငံငလင်ကော်မတီကနေပြီးတော့အထူးတည်ပြီးထုတ်ပြန်ထားခဲ့ပြီးလည်းဖြစ်ပါရီ။နောက်တစ်ခုကတော့ဆီယာလင်းညိုတာယာရဲ့2025သွေးထွက်အောင်မန်းနေဟိုဂိန်းတို့ကိုသင်ဆက်ပေးပါမယ်။ ူရဲ့ဟော်ဂိန်းတွေကလုံးဝလုံးဝကိုတိုက်ဆိုင်လို့လို့တနိုင်ကလုံးဝပြည်သူတွေကအံ့ဩခဲ့ကြရပါပြီ။နံပါတ်၄အဓိကချရီနိုင်ငံရေးအချင်းသားအမြောက်အများလွမြောက်လာလိမ့်မယ်။အချို့သောအချင်းသားများကတော့လွမြောက်ခံဤအချင်းထောင်တွင်းမှာပြီးရင်ကွယ်လို့အိဆာရောက်ကြလိမ့်မယ်။နံပါတ်၂2025မှာယူကောက်ပွဲကိုမဖြစ်ဖြစ်အောင်ဆောင်ရွက်တာမျိုးတွေရှိလာလိမ့်မယ်။သူယူကောက်ပွဲကြောင့်ပဲနိုင်ငံရေးအရာရှုပ်ထွေးမှုများဖြစ်ပေါ်လာပြီးသူယူကောက်ပွဲကြောင့်ပဲဘက်ကွယ်မှုများစွာထမှန်ဖြစ်ပေါ်လာလိမ့်မယ်။ နံပါတ်3ရမနိုင်ရဲ့အရှိအချမ်းမှာအလိုမီပြင်းထန်တဲ့တောင်ပြိုခြင်း၊မြေပြိုခြင်း၊ငလင်လှုပ်ခြင်းများဖြစ်ပေါ်သက်ပြီး2025ရဲ့အကြီးကျယ်ဆုံးသောမြေနဲ့ပတ်သက်တဲ့ကပ်ဘေးကြီးဖြစ်ပေါ်လာတတ်ပါရည်။ဒါကတော့အခုလက်ရှိမှန်နေတာပါဗျ။နော်။ဒီကိုယ်တိုင်က2024နှစ်ကုန်ပိုင်းမှာခံမှန်ထားတာဖြစ်ပါရည်။နံပါတ်၄ကတော့အရင်နှစ်များစွာကစစ်မဲ့ပြင်းထန်ခဲ့တဲ့နေရာများမှာစစ်မဲ့များကင်းလွတ်ပြီးတော့စစ်မဲ့ဖြစ်ခဲ့တဲ့နေရာများမှာ စစ်ကြီးများစွာเนาะဖြစ်ပေါ်လာလိမ့်မယ်လို့ခန့်မှန်းထားပြီးလည်းဖြစ်ပါတယ်။နံပါတ်5ကတော့ကမ္ဘာလုံးဆိုင်ရာဥပဒေတစ်ခုကြောင့်မြန်မာနိုင်ငံအားထိရောက်တဲ့တရားစီရင်မှုများဆောင်ရွက်ပါလိမ့်မယ်တဲ့။နံပါတ်6ကတော့2025ဟာ2024ထက်အလွန်ကြီးစစ်ပေးတရားမှုအများဆုံးနှစ်ဖြစ်လာလိမ့်မယ်လို့ဆိုထားဖြစ်ပါရီ။နံပါတ်7ကတော့ရခိုင်ပြည်နယ်ဟာပထမဆုံးလွမြောက်နေပြီဖြစ်လာပြီးတော့ကိုယ်ပိုင်ဥပဒေတရားကျင့်သုံးမည်ပြည်နယ်ဖြစ်လာလိမ့်မယ်တဲ့။2025မှာရခိုင်ပြည်နယ်နိုင်ငံခြားရေးရောစီးပွားရေးရော တန်ခင်းသမန်ခင်းရေရောပြောင်းလဲမှုအများဆုံးနှစ်ဖြစ်တယ်လို့ခံမှန်ထားပြီလေးဖြစ်ပါတယ်။နံပါတ်၈ကတော့နှစ်အတော်အတန်ကြာစပီကာလုတ်ပေးခြင်းမှလွယ်ပြီးဘာမှတူတူချာချာမလုတ်ပေးခဲ့တဲ့နိုင်ငံများက2025မှာသီးသီးသသာမြန်မာအရေးကိုပါဝင်ပတ်သက်လာပါလိမ့်မယ်တဲ့။နံပါတ်၉ကတော့မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုဟုသမတ်ခံယူထားတဲ့ရင်ကျမှုအဆောက်အအုံများနေရာဒေသများမှာသဘောဝဘေးအန္တရာယ်ကြောင့်ရောလူမှုအကြောင်းရော ပျက်စီးများလိမ့်မယ်တဲ့။နံပါတ်30ကတော့ဗျာစစ်ကောင်စီရဲ့အဓိကအသွင်းပိုင်းတိုင်းရင်းများတိအဖိုက်ခဲခံရမှုများများပြားလာပြီးယာထူကြီးပိုင်းများဝဲပြောင်းမှုနေရာအရှိပြောင်းခံရမှု လုံးစွာအကွယ်လွန်နှိမ့်ဆိုင်ရောက်မှုများအချင်းချင်းလုံးကျန်မှု ဖြစ်ပွားခြင်းများဖြစ်ပွားလာပါလိမ့်မယ်တဲ့ဗျာ။နံပါတ်7ကတော့2025နိုင်ငံစီးပွားရေး2024ထက်ပိုမိုကျဆင်းစေတတ်ပြီးရေတွင်လုံငန်းအများပြားရဲ့ဆိုင်မှုများပိုမိုများပြားလာပြီးလိမ့်မယ်။ကောင်းသောလုံငန်းများထက်မကောင်းတဲ့လုံငန်းများပိုမိုတွင်ကျလာလိမ့်မယ်တဲ့ဗျာ။ စနစ်ကတော့မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံရေးအရေးပါတဲ့ရာထူးအခြေပိုင်ပုံကများဘက်တစ်ခုစလုံးအ ਨੇ ဆုံးနော်လူ၃ဦးသမယောကြကြားမာရေးအရသမယောကြမဟုတ်ဒီလောက်ချံမှုလို့လို့နော်အဲ့လိုမျိုးကိစ္စတွေ ਨੇ ကွယ်လွန်လိမ့်မယ်လို့နော်ခံမှန်ထားတာဖြစ်ပါတယ်။နံပါတ်၃ကတော့ online ဆယ်လီဟုလူသိများတဲ့အနာမကြီးပုံကများကွယ်လွန်အနေစာရောက်ကြမယ်နှစ်နှစ်ဖြစ်တယ်တဲ့နော်အခုစူးစူးဆန်သေးပြီဒီတစ်ခါကျတော့ဒါ2တယောက်ဆောင်2သူဆိုဒီဆုံးသွားပြီဖြစ်တယ်ဒါလည်းမှန်နေရပဲဗျာ ။အမဆလီကတော့ကိုဗစ်ကဲ့သို့ကက်ယောဂါတခုခံစားရတတ်တော့လေ။ကိုဗစ်လောက်အပျက်စီးဆုံးရှုံးမှုမများတတ်ပါဘူးတဲ့။အမဆန်ကားကတော့ဗျာ။အရာရီတန်တခုလုံးအတွက်အရန်ရှုပ်ထွေးတဲ့နှစ်တစ်နှစ်ဖြစ်လာပါလိမ့်မယ်တဲ့ဗျာ။အမ16ကတော့မြန်မာနိုင်ငံရဲ့ထိတ်တန့်ယတနာဆိုင်တခုအကြီးကျယ်ပျက်စီးလူကိန်းနေတီပြဿနာကြီးဖြစ်ပွားတတ်ပါတယ်တဲ့ဗျာ။အခုမန္တလေးမှာဟလာစိန်ဆိုင်ရွှေဆိုင်ပိုင်ရှင်ကြီးနော်။သမီးသားစုလုံးဒီဆုံသွားပြီလို့ကြားရတယ်ဗျာ။ဒီခုပြီးဒီခုမှန်ကန်နေတာပဲနော်။ ါကြောင့်ပြည်သူတွေအထူးကူဆိုက်ကြပါ